ကဲမင်္ဂလာပါကျတော့ future progressive tense လေးသွားမယ်အဲ့တော့ future progressive tense ဆိုတာဒီဘာကိုပြောရလဲဆိုတော့ future ဆိုတာဒီအနာဂတ် progressive ဆိုတာဆက်လုံးမှာအဲ့တော့အနာဂတ်မှာဆက်လုံးမဲ့အခြေအနေကိုပြောရင်ကျွန်တော်ကဒီ tense ကိုသုံးမယ်အဲ့တော့ဒီ tense ကဘာတွေဘာတွေပါရမလဲဆိုတော့ future ဆိုတော့ကျွန်တော်ပုံမှန်တိုင်း will သုံးမယ်တော်မဟုတ် be going to သုံးမယ် b plus verb ing b ပြီးပါမယ်နော် who will be verb ing b going to b plus verb ing ကြားမလားအဲ့ဒီအခြေအနေကြည့်အောင်ကဲနံပါတ်အေးလေးဖတ်ရအောင်ငါငါဒီကနာအိမ်မှာစာလုံးစာစာလုံးမယ်ဒါဆိုရင်အချင်းနည်းနှစ်ခုကိုဆရာမတို့ကအရင်စပြောမယ်ပြီးတော့မှ future progressive tense ကိုသုံးနော်အဲ့တော့အချင်းနည်းတစ်ခုလည်းအရင်စပြောရငါဒီညခုနှစ်အိမ်မှာစာလုံးမယ်ဆိုတော့ငါဆိုတော့ I season mau la. Hello, I am kena lihat dulu. I am work ni biasa lah bawa orang ini tu. No, masa lama macam tu. I will begin. I will begin. To sa sa lama macam tu. Steady. I will begin to steady at best mana ni le? Seven seven. seven o'clock. At night. Di mana macam tu? At night. Tonight. Tonight. ဲ့တော့ဒီည9နာရီမှငါစားစားလုပ်မယ်။မင်းည8နာရီမှရောက်မယ်။မင်းဆိုတော့ you ဒီနောက်မှရေးလိုက်မယ်နော်။ you ရောက်မယ်။ were we အဲရောက်တာလေ။ you were arrive ဘယ်ချိန်လဲ8 o'clock 8 o'clock 8နာရီမှရောက်မယ်။9နာရီမှ तू အစားစားလုပ်နေလိမ့်မယ်။ ။ဒါဆိုရင်၈နာရီမှရောက်မယ်။၇နာရီတည်းကစာစာလုံးနေပြီဆိုတော့မင်းရောက်တဲ့အချိန်ကျရင်သူပါလုံးနေပြီဖြစ်လိမ့်မယ်။စာလုံးနေဖြစ်လိမ့်မယ်။အဲ့တော့စာလုံးနေလိမ့်မယ်။အဲ့တော့မင်းလာရင်မင်းလာရင်ဆိုတော့ When you, when you come အိမ်ပြန်လာမှာ when you come back when you come back ငါစာလုံးနေလိမ့်မယ် I will be steady yeah. ဒါပဲဟုတ်ပြီနော် I will be steady မင်းလာရင်ငါစာလုံးနေလိမ့်မယ်နေတယ်လိမ့်မယ်အတိတ်ပဲဒီဆက်လုံးနေတယ်ဆိုတဲ့အတိတ်ပဲဒါပေမဲ့ဘယ်အချိန်တွေကိုပြောရလဲအနာဂတ်ကိုပြောတာ future ကိုပြောသဘောပေါက်လားသဘောပေါက်လားယာပြီနော်နံပါတ်ဘီကိုပြောညကိုနာကိုနာမှာငါကိုမပေါ်နဲ့ဘာကြောင့်လဲဆိုတော့အဲ့မှာမရှိဘူး အဲ့တော့ည9:00နာရီမှာငါ့ကိုလာမခေါ်နဲ့ဆိုတော့ Don't don't call me because at night ဒီညမှာ9:00လို့ပဲရေးလိုက်မယ် because because 9 I ဘာဖြစ်လို့လဲ9:00မှာငါအိမ်မှာရှိမှာမဟုတ် I will not be at home be at home ဲ့တော့အကြောင်းရင်းဒီဘာဖြစ်လို့လဲဆိုတော့ငါစာကြည့်တိုင်းမှာမင်းခေါ်တဲ့အချိန်ကျရင်ငါဘာဖြစ်နေမှာစာလုံးနေလိမ့်မယ်ဒါဆိုရင်ပြော I was be studying yes studying at the library ကိုကအစီအစဉ်လေးနဲ့ရေးချင်ရင်ဘယ်လိုရေးမလဲ I'm going I am going to be study at the library သဘောပေါက်မလားသဘောပေါက်မလား L I B R E R Y ရမလားသဘောပေါက်မလားအဲ့ဒီအခြေအနေဒီကျမတို့ဒီ buttons အနေနဲ့သုံးတာလဲ will be buff ing love နေလိမ့်မယ်ဆိုတော့ပြောတာဒါလေးနားလဲအောင်ကြည့်မယ်နော်ဟုတ်ကဲ့ကြည့်